ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်ဇွန်လ28ရက်နေ့ရက်မိုးလွယ်ပိုင်းနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါရုံနဲ့ကျွန်တော်ဝေယမပြည်သူ့ဘောင်းကိုတော်လှန်နေသစ်ပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့မှာထူးထူးခြားခြားနားသင်ရမယ့်သတင်းတွေကတော့တရနယ်လေထိန်းချုပ်သိမ်းပိုက်ထားတဲ့နောင်ချူမြို့ကိုအကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ကထိုးစစ်ဆင်ပြီးတော့ပြန်လည်တိုက်ခိုက်နေတဲ့နေရာမှာစစ်မှုတန်းတပ်သားတစ်တွေကိုမွေးရစေးဝါးတွေကျွေးပြီးအသေးခံတိုက်ခိုက်နေတယ်လို့သိရပါတယ်ရန်ကုန်တိုင်းဝန်အမှတ်3ဂိတ်နဲ့ လမ်းစုံဂိတ်တို့မှာစစ်တပ်နဲ့ရဲတွေရဲ့ငွေတောင်းရမှုစိုးရလာတဲ့အပြင်ပြည်သူတွေကိုရိုက်နှက်ဆဲဆိုတဲ့အထိရန်ကနေလို့သိရပါပါတယ်ခင်ဗျာအချမ်းဘတ်စစ်ရှုံးကောင်စီတပ်ကတော့ကြာဆုံးကန်းနီလာလေးလေးပို့ပြီးတော့ရုံမှာရက်ဆက်ပြလေးလေးလုပ်ရက်တွေကိုတွေ့မြင်နေရတာပါမော်ဘီမြို့မှာရဲစခန်းကိုမနေ့ကညပိုင်းအဝေးထိန်းပိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်လိုက်တယ်လို့သိရပါတယ်ထိုင်းဆိုရက NUG ကိုအတိမတ်မပြုတ်တဲ့အတွက်မြမရေဆောင်ရွက်ရာမှာအခက်အခဲတွေရှိနေတယ်ဆိုပြီး ဦးနေဖုံးလက်က ပြောကြလာပါတယ်ခင်ဗျာတက်မတော်ကစတိုက်တာမရှိဘူးတက်မတော်ကအတိုက်ခံရတာပဲရှိတယ်ဆိုပြီးပြောဆိုလာတဲ့သူတူရှိပါတယ်ဒီသတင်းတွေနဲ့အတူဒီကနေ့မွန်လယ်ပိုင်းရဲ့နောက်ဆုံးရရှိတဲ့သတင်းတွေကိုနားဆင်ရမှာပါခင်ဗျာပထမဆုံးသတင်းတစ်ပုတ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုသိမ်းပိုက်နိုင်ဖို့အတွက်စစ်ရှုံးကောင်စီတက်ကစစ်မှုရန်တပ်သားတစ်တွေကိုမူရင်စေဝါးတွေကျွေးပြီးတော့အသေးခံတိုက်ခိုင်းနေပြီး စစ်တပ်တွေကထွက်ပြေးနေတဲ့စစ်သားတွေကိုလည်းကယ်ထုတ်ပေးနေရကြောင်းဒနုပြည်သူလူမျိုးရေးတပ်တော် DPLA တပ်ဖွဲ့သတင်းပညာရေးတာဝန်ခံကရှင်းပြပါဗျာ။နောက်ချုံမျိုးကိုပြန်လဲသိမ့်ပိုင်နိုင်ဖို့အတွက်ဆက်ရှုံးကောင်စီကစစ်မှုတန်းရတာတက်တီပြင်းလွင်စစ်တင်တန်းကျောင်းကကျောင်းစင်းစစ်သားတွေကိုအုံပြုပြီးပြင်းလွင်မြို့နယ်ဘက်ကနေတောင်ခမ်းဘက်ကနေစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းဒီစစ်ကြောင်းနှစ်ခုနဲ့ထိုးစစ်ဆင်လျက်ရှိရာမှာတစ်ဖက်သက်အပြစ်ခတ်ရဲစဲထားတဲ့ DNL နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကခုခံတိုက်ခိုက်နေရပါတယ်ခင်ဗျာ။ ဆေးကျွေးပြီးတော့နောက်ကနေအမိန်ပေးပြီးတော့တက်ခိုင်းတော့အဆုလိုက်ပြုံလိုက် တက်အဆုလိုက်အပြုံလိုက်သေးတယ်အဲ့ဒီသေးတဲ့အလောင်းတွေကိုကြော်ခွားပြီးတော့နောက်ထပ်ထတ်တိုးတာမျိုးကအမြင်ကြုံရပါတယ်လူသားတိုင်းဆိုလည်းဟုတ်တယ်အသေးခံတက်သားဆိုလည်းဟုတ်တယ်မြင်ရတဲ့မြင်ကွင်းကကုလူတွေပါသွေးပြက်ချင်စရာမျိုးပဲတကယ်လူစိတ်ပြောက်အောင်လှုပ်ထားတာပါကျွန်တော်တို့တက်ဖွဲ့တွေရှိတာတိတိကြီးနဲ့တက်လာတာပြီးတော့ဒီပြောက်တော့ထိုးနေတာအနိကက်တက်ပြီးတော့လာထိုးတော့ အနိကက်စော်ကြရတာကိုဘက်ကလည်းထိတာတွေရှိပါတယ်ဆိုပြီးဒနုပြည်သူလူမျိုးရေးတက်တော် DPN လေးသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကဖြစ်ပြနေတဲ့တိုက်ပွဲတွင်အကြောင်းအရာအခြေအနေသိစိတ်ကိုရှင်းပြပါရခင်ဗျာ။ဒါပြင်စစ်ရှုံးကောင်စီတက်တင်းကထွက်ပြေးနေတဲ့စစ်ရှုံးကောင်စီတပ်သားတွေရှိနေပြီးတချို့ကတော့အကူအညီတောင်းခံလာတဲ့အတွက်အခုရပိုင်းတွင်မှရှီဦးထံမင်းဲကိုကယ်ထုတ်ခဲ့ရတယ်လို့သိရပါတယ်။အဲ့လိုကယ်ထုတ်ပေးထားသူတွေကိုတပ်ဆိုင်ရာနယ်မြေဒေသမှာရှိတဲ့တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက် ဒီစီစစ်အပြည့်ပြုတ်ပြီးလွတ်မြောက်နေမြေတွေကိုပို့ဆောင်ပေးခဲ့ရတယ်လို့ပြောပါတယ်ခင်ဗျာစစ်မှုထမ်းဥပဒေနဲ့ဒီအစွဲခံရပြီးတော့အဲကျွန်တော်တို့အကူအညီတောင်းလို့ကဲထုတ်ပေးရမျိုးတွေဒီရက်အပိုင်းမှာဒီရက်အပိုင်းအတွင်းမှာ၈ယောက်ထပ်မင်းနဲ့ရှိပါတယ်အင်းတော့ကြောက်ကူဘက်ရောနောင်ချိုတဝိုက်မှာရောအမြဲလိုလိုဖမ်းမိတာထွက်ပြေးခြင်းလို့ခေါ်ထုတ်ပေးရတာတွေရှိတယ်တက်ထဲကနေပြေးခြင်းတဲ့သူတွေကအများကြီးပဲထိုးစစ်လုပ်ဖို့တက်မအစုံဒီចောင်းအစုံကဆွဲထုတ်ပြီးထိုးစစ်လုပ်နေတာပါ အင်းအားက မရဟန်ပြထားတာဝါဒဖြန်တာကအစရှိမဲ့စုမဲ့ဒီရှိစုမဲ့အင်အားနဲ့တိတ်ခါဆဲခြင်းလို့မနိုင်မတိတိနဲ့ထိုးစစ်ဆင်နေတာဆိုပြီးဒလူပြည်သူလူမျိုးရေးတက်တော် DPN လေးအဖွဲ့တရင်နဲ့ပြညာရေးတာဝန်ခံကတုံသက်ပြောဆိုပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဂျမတ်ဆက်ရှုံးကောင်စီတက်က နာဇီကဂျာမနီဖက်စစ်တေလိုမျိုးပဲကြာဆုံးခါနီးလီလီပို့ပြီးတော့ရက်ဆက်ကြမ်းကြုတ်ပြလာလီလီလောက်ရက်တွေကိုတွေ့မြင်ရပါတယ်မနေ့ကဆိုရင်လည်း အသက်80အရွယ်ဖွားဟုတဦးကိုနေရဇက်တိုက်အာရမအချင်းချင်းပြုကျင့်တဲ့တရင်တပုတ်ကိုကြားသိရပြီးဖြစ်မှာပါအခုလဲကျွန်တော်တို့ရန်ကုန်တိုင်းအဝင်အမှတ်3ဂိတ်နဲ့အမြန်လန်းနဲ့ပဲခူးလန်းဟောင်းလမ်းဆောင်ဂိတ်မှာစစ်ရှုံးကောင်စီတပ်နဲ့ရဲတွေကငွေတောင်းရမှုတွေစိုးရွားလာတဲ့အပြင်ပြည်သူတွေကိုရိုက်နှက်ဆဲဆိုတဲ့အထိရန်ကားလာကြောင်းခီးသွွားပြည်သူအများစုက ပြောပြလာကြပါတယ်ရန်ကုန်တိုင်းအဝင်အမှတ်3ဂိတ်မှာလဲဒီနောက်ထပ်ရန်ကုန်တိုင်း ဒီမန္တလေးရန်ကုန်မန္တလေးအမြန်လမ်းအဝင်နဲ့ပဲခူးလမ်းဟောင်းအဲ့ဒီလမ်းစုံဂိတ်တွေမှာစစ်တပ်ရဲရင်းနှင်းရဲလာဝကစီပင်ပါဝင်ဌာနပေါင်းစုံကဂိတ်ချထားကြောင်းအဲ့ဒီဂိတ်တွေမှာခီးသွွားပြည်သူတွေကိုမှတ်ပုံတင်စစ်ဆေးတာမော်တော်ယာဉ်တွေကိုစစ်ဆေးတာတွေလှုပ်ဆောင်ပြီးဖျက်တမ်းသွားလာတဲ့ပြည်သူတွေကိုငွေကြေးကောက်ခံနေကြောင်းငွေပေးရတဲ့အပြင်ခီးသွွားပြည်သူတွေကိုဆဲဆိုတာကားပေါ်ကနေဆင်းခိုင်းပြီးတော့ရိုက်နှက်နှိပ်စက်တာတွေကိုလည်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်ရန်ကုန်အဝင်ဘတ်ချန်းဂိတ်ကပြည်သူတွေကိုငွေတောင်းတယ်ပြဿနာရှာဆဲဆိုမိုင်းရိုင်းတယ် နရင်ရိုက်ပားတွေရိုက်လှုပ်တယ်သူတို့စိတ်မထင်ရင်မထင်သလိုလှုပ်နေတာအဲ့ဒီမှာတောင်းနေတာကရဲကအနည်းဆုံး9000ကနေစတောင်းတယ်ရင်မှတ်ပုံတင်စစ်တာကလည်းကားတစီးမှလူ9ယောက်ပါရင်2000တောင်းတယ်အဲ့ဒါဘေးကချီလင်းစစ်သားကကားတစီးကို1000တောင်းတယ်လေးတက်ယူနီဖောင်းဝတ်ထားတဲ့စစ်သားတွေကငွေ1000ခွဲကနေ3000အထိကားပေါ်မှာလူပါရင်ပါတလောက်တောင်းတယ်လာဝကတွေက9000တောင်းတယ်စရဖတွေက9000တောင်းတယ်အဲ့ဒါဂိတ်တဂိတ်မှာဌာနပေါင်းစုံကဝိုင်းပြီးတော့တောင်းနေတာနော်ဂိတ်တွေဖြတ်ရင် အချိန်မကြာရင်ငွေထုတ်မှတ်ပုံတင်ပြမြ мян ထွက်ဒီလိုဖြစ်နေတာဆိုပြီးခီးသွားပြည်သူတို့ကကြုံတွေ့နေရတဲ့ဒုက္ခကိုရှင်းပြပါပါတယ်ခင်ဗျာဒါပြင် ခီးသွားပြည်သူတွေနဲ့ဒီသူတို့ကင်ဆောင်ထားတဲ့ဖုန်းတွေကိုလည်းစစ်ရှုံးကောင်စီတပ်ကကွန်ပျူတာနဲ့စစ်ဆေးတာဖုန်းတွေကိုဖွင့်ပြီးတော့စစ်ဆေးတာတွေလုံဆောင်ကြောင်းနှလုံးသုံးလုံးဒီလောင်းကစားတွေပါတာနိုင်ငံရေးနဲ့ပတ်သက်တဲ့ post တွေကိုလိုက်ပေးထားတာ share လုပ်ထားတာတွေလုံဆောင်ထားရင်လည်းပြဿနာရှာတဲ့အပြင်ဖန်စီချုံနောင်ပြီးတော့ရိုက်နှက် ငွေကြက်ဒီတိမ့်ဆဲချီပြီးတော့တောင်းခံနေတာမျိုးတွေလည်းတွေ့ရတယ်လို့သိရပါတယ်။ငွေတောင်းတာမပြင်းရင်ခီးတယ်တွေကိုထောက်ခံစားမေးဖုံးစစ်တယ်၊ကိုထီးလက်ရောက်ရိုင်းနှက်ဆဲဆိုတာတွေလုပ်တယ်။အဲ့ဒါကအမျိုးသားလူငယ်တွေအလုပ်ခံရတာများတယ်။မင်းကထောင်းမကြိုးဘူးဆိုပြီးလှုပ်တာ။တချို့လူငယ်တွေကတော့အစ်မှုတန်းအဖြစ်နဲ့အဖမ်းခံရတယ်ဆိုပြီးကိုယ်တိုင်ရိုက်နှက်ခံရတဲ့လူငယ်တဦးကလည်းပြန်လည်ပြောဆိုပြပါပါတယ်ခင်ဗျာ။လန်းစုံဂိတ်တွေမှာလဲစစ်တပ်ရဲ့လာဝကနဲ့ဌာနပေါင်းစုံတောင်းရနေတဲ့အပြင်ညနေပိုင်းမှာတောက်စားမှုရပြီးပြည်သူတွေကိုစစ်ဆေးကြောင်း အမျိုးသမီးတွေကိုလည်းလိမ်ပိုင်းဆိုင်ရာထိပါမှုတွေလှုပ်ဆောင်ကြောင်းသိရပါတယ်ခင်ဗျာဒါကတော့ဆစ်ရှုံးကောင်စီတက်ရဲ့ပြည်သူလူထုပေါ်ဒုက္ခမျိုးစုံပေးနေတဲ့လူရက်တွေတဲကလူရက်တချို့ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မော်ဘီမြို့မှာရဲစခန်းကိုမိုင်းခွဲတိုက်ခိုက်လိုက်တယ်လို့သိရပါတယ်သတင်းပြည်စုံကိုကြည့်အောင်ပါခင်ဗျာရန်ကုန်တိုင်းမော်ဘီမြို့နယ်မော်ဘီမြို့မှာရဲစခန်းကိုမိုင်းခွဲတိုက်ခိုက်ခဲ့ရမှာရဲတအူးထိခိုက်ဒဏ်ရာရရှိကြောင်းရန်ကုန်အာမေ1တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ် မနေ့ကကျွန်တော်29ရက်နေ့ည10:25မိနစ်အချိန်လောက်မှာကျမတ်စစ်ရှုံးကောင်စီတက်လက်အောက်ခံမော်ဘီမျိုးမရဲစခန်းကအဆောက်ရဲတွေကိုအဝေးထိန်းပိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာရဲတအူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလမ်းတွေပိတ်ဆို့စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ညကမစ်ရှင်လုပ်တဲ့အချိန်မှာအဆောက်ရခတယောက်တို့ထိတယ်ဒီနောက်ပိုင်းလမ်းတွေပိတ်တာစစ်ဆေးတာတွေလုပ်တာရှိပါတယ်အဝေးထိန်းပိုင်းကိုလက်ပစ်မိုင်းကပ်ပြီးတော့တိုက်ခိုက်ခဲ့တာအဲ့လိုတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ပြင်းအားကတော့တော်တော်ပြင်းပါတယ် အတန်လဲတော်တော်ကျေးတယ်ကျွန်တော်တို့ရဲဘော်တွေအားလုံးတော့အေးစစ်စစ်ပါပဲဆိုပြီးရန်ကုန်အာမီဝိုင်ရဲ့တပ်ဖွဲ့တောင်းရင်ရှိသူကအခြေအနေကိုပြောပြပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုတော့ရန်ကုန် Army 1A နဲ့နောက်ပိုင်းခရင်ဘက်ကဖားတို့ကပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ကာပြည်သူ့ကာကွယ်ရေးပျောက်ကြားရဲဘော်တွေအထူးကမရှိနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာရန်ကုန်မြို့ပြပျောက်ကြားရဲဘော်တွေအနေနဲ့စစ်ရှုံးကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်တွေကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီးပြည်သူတွေအနေနဲ့လည်းစစ်ရှုံးကောင်စီတပ်စခန်းရဲစခန်းတောက်တိုင်တွေအနီးမှာတွာလာတာမျိုးနေထိုင်တာမျိုးတွေရှောင်ရှားကြဖို့မြစ်တရရက်ခံထားပါပါတယ်ခင်ဗျာ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာမြန်မာနိုင်ငံသားတွေကြုံတွေ့နေရတဲ့ပြည်ထနာတွေနဲ့ပတ်သက်ပြီးထိုင်းဆိုရကမြန်မာညီညွတ်ဆိုရ NUG ကိုတရားဝင်အသိမှတ်ပြုထားတာမရှိတဲ့အတွက်မြန်မာရေဆောင်ရွက်ရာမှာခက်ခဲမှုတွေများစွာရှိနေကြောင်း NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောကြားလိုက်ပါတယ်ခင်ဗျာမဲဆောက်မြို့မှာထိုင်းစစ်တပ်ရဲတပ်နဲ့လူဝင်မှုကြီးကြပ်ရေးလက်ဝကတို့ပူးပေါင်းပါဝင်တဲ့တောမောလူလူသိများတဲ့အဖွဲ့ဆောင်ကစီမံချက်တွေနဲ့မြန်မာလူမျိုးတွေကိုစစ်ဆေးဖမ်းဆီးမှုပေါ် NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရသူကအခုလို့ ပြောဆိုလာတာပါထိုင်းစိုးရကအန်ယူဂျီကိုတရားဝင်အတိမတ်ပြုထားတာမဟုတ်တော့လိုရကန်ရတာအခက်အခဲတွေအများကြီးရှိပါတယ်တတ်နိုင်သမျှတော့ချိတ်ဆက်ကူညီမှုတွေလုပ်နေပေမဲ့အားလုံးကိုမလွှမ်းခြုံနိုင်ပါဘူးဆိုပြီးဥနေဖုံးလက်ကပြောဆိုပါတယ်ခင်ဗျာမေဇာညွေဆိုးရအန်ယူဂျီအနေနဲ့ရရှိထားတဲ့ချိတ်ဆက်တွေကနေတဆင့်ထိုင်းစိုးရထံကိုအဲ့ဒီအခြေအနေတွေကိုပြောပြပြီးမြေတားရက်ခန္ဓာတွေလုံဆောင်လျက်ရှိကြောင်းသူကဆက်ပြီးတော့ပြောပါတယ်လက်ရှိမှာမဲဆောင်မြို့မှာမြန်မာနိုင်ငံသားတွေနဲ့ပတ်သက်တဲ့ဆမ်လော၃ဘိန်းဒီ e-bike battery တက်တဲ့ဆက်ပြီး မောင်းနှင်မှုတွေပြင်းသပိန်ညက်အလားပြင်းဆိုင်တွေအပါအဝင်နိုင်ငံသားသားလုံဆောင်ခွင့်မရှိတဲ့လုပ်ငန်းတွေကိုဒေါ်မော့ဖွဲ့တွေကစစ်ဆေးဖမ်းဆီးမှုတွေပြင်းပြင်းထန်ထန်ဆောင်ရွက်လျက်ရှိနေတာပါ။ဒါပြင်ထိုင်းစိုးရရဲ့တရားဝင်အသိမှတ်ပြုအထောက်ထားဖြစ်တဲ့ပိုင်းအောင်ကတ် CI စာအုပ်ကန်ဆောင်တဲ့မြန်မာလူမျိုးတွေကိုပင်လက်ရှိအလုံနဲ့အလုရှင်တထေးမတူညီမှုအဲစင်းမတိုင်ကြားမှုအဲ့ဒီအကြောင်းပြချက်တွေနဲ့ဖမ်းဆီးလျက်ရှိနေပါတယ်ခင်ဗျာ။အဲစင်းမတိုင်ပေးတဲ့အိမ်မက်ရှင်တွေကိုလည်းဒဏ်ရာရတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ တက်မတော်ကစတိုက်တာမရှိဘူးတက်မတော်ကအတိုက်ခံရတာပဲရှိတယ်ဆိုပြီးပြောဆိုလာတဲ့သူတို့ရှိပါတယ်သတင်းရုပ်သံအကြောင်းအရာပြည့်စုံကိုကျွန်တော်တို့ကြည့်ရှုနားဆင်ကြည့်အောင်ပါခင်ဗျာပေါ်ပါပေါ်စစ်ပွဲအရင်ရဆိုတာလေစစ်ပွဲဆိုတာတစ်ဖက်တည်းတိုက်လို့မရဘူးပေါ့နော်အခုချိန်ဆိုကျွန်မကျွန်မတော့ဟိုတကယ်တိုက်ပွဲနေရာတွေတော့ကျွန်မမရောက်ဖို့ပဲသတင်းတွေမှာအကုန်ကြည့်လိုက်လို့ရှိရင်တက်မတော်ကစတိုက်တာမရှိဘူး တက်မရောကတိုက်ခံရတာပဲရှိတယ်။အမတက်စကန်းနေတိုက်ခံရတယ်၊တက်စကန်းနေတိုက်ခံရတယ်ဆိုတာ။အဲ့ဒါကြတော့ဟိုပါပေါ့နော်။ဒီကဲလက်နဲ့ကိုင်လမ်းစဉ်ကိုရှောက်လမ်းကြတဲ့သူတွေပေါ်မှာလည်းမှုတည်တာပေါ့။ဆိုလို့ရှိရင်အစိုးရကပဲတစ်ဖက်သားပေါ့နော်။ဒီလိုပြောလို့မရဘူးပေါ့။ဆိုလို့ရှိရင်ဟိုလာတိုက်တယ်လို့ရှိရင်တော့ခုခံရမှာပဲလေ။ညာအဲ့လိုမျိုးလေးတွေတော့ရှိတာပေါ့။ပြီးလို့ရှိရင်လည်းခုကနည်းနည်းတဆင့်ပေါ့။အရင်တော့အထက်ကြော်လာတာဗာလဲဆိုမြို့သိမ်းတိုက်ပွဲတွေပါဖြစ်တယ်ဆိုတော့ဒါတက်မရောဆိုတဲ့ဟာက ့ဘယ်နိုင်ငံမဆိုပေါ့နော်ဘယ်ဘယ်နိုင်ငံမဆိုတတ်မတော်ဆိုတာနိုင်ငံတစ်ခုရဲ့အချုပ်အခြာအနာကိုကာကွယ်စောင့်ရှောက်ရတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်အဲဒီဒီနိုင်ငံတော်ရဲ့နိုင်ငံတော်လက်ထက်ကနေလူယူသွားတဲ့ဒီမြို့တွေရွာတွေကိုလည်းပြန်ယူဖို့သူတို့မှတာဝန်ရှိပါတယ်ရှင့် နောက်တစ်ခုကကြတော့နောက်ဒီအစိုးရလည်းအမြဲတမ်းနေမှာမဟုတ်ဘူးလေဒါတက်မတော့အစိုးရဆိုတော့လည်းအမြဲတမ်းနေမှာမဟုတ်အခုတောင်မှရွေးကောက်ပွဲလုပ်မယ်ရွေးကောက်ပွဲလုပ်ပြီးရင်လည်းရွေးကောက်ခံအစိုးရတက်လာမယ်ပေါ့နော်အဲ့လိုမျိုးအချိန်ဆိုတဲ့အခါကျကျွန်တော်တို့အစိုးရနဲ့နိုင်ငံတော်ဆိုတာခွဲခြားပြီးမြင်ဖို့လိုတာပေါ့နော်အစိုးရဆိုတာတက်တန်းကအကန့်အသတ်ပဲရှိတယ်နိုင်ငံတော်ဆိုတာတော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကမ္ဘာမြေကြီးတည်ရှိသွေးမြန်မာနိုင်ငံတည်ရှိသွေးနိုင်ငံတော်ဆိုတာရှိနေမှာဆိုတဲ့အခါကျတော့အဲ့လိုမျိုးဟိုလက်နက်ကင်လန်းစင်နဲ့လက်နက်အားကိုးနဲ့ဟိုမြို့တွေရွာတွေတိမ့်ပိုက်တယ်ဆိုတာအဲ့ဒါ မာယွန်းနဲ့နီလန်းလို့ကျမပြောချင်ပါတယ်ရှင်မာယွန်းနဲ့လမ်းစဉ်ဖြစ်တယ်ဒါတော့ပြန်ပြီးတော့မှပြန်တက်မှတ်ဖို့ကတော့လိုတာပေါ့နော်လိုတဲ့အခါကျတော့ဒါတွေဝဲစောင့်နေရင်တော့ကျမထင်တာမရနိုင်ပါဘူးဒါတွေစောင့်နေလို့မရဘူးကျမတို့ကရွေးကောက်ပွဲလုပ်တဲ့အချိန်တန်ပြီးရွေးကောက်ပွဲလုပ်တဲ့နဲ့လုံးဝမယ်ဖြစ်အောင်လုပ်ရမယ်ပြီးလို့ရှိရင်ပြေလေတလောက်လည်းပြေလေသွားမယ်။ကြံခဲ့တဲ့ပြဿနာတွေကိုလည်းနောက်တက်လာမယ့်အစိုးရအဖြစ်ဆက်လက်ပြီးတော့မှဖြေရှင်းရမှာဖြစ်ပါတယ်ရှင်။ဒါတော့ကျွန်တော်တို့ဒီကနေ့ မွန်လွဲပိုင်းမှာနောက်ဆုံးရရှိတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝေယံကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့တူကျွန်တော်တို့နေ့လည်ခင်းညနေခင်းတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။ကျွန်တော်ရဲ့ channel ကိုသတင်းတွေပေးပို့လို့ရဆိုရင်အခုပေါ်ပြထားတဲ့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ပြပို့နိုင်ပါတယ်။သတင်းတပုံတွေရုပ်သံတွေသတင်းအကြောင်းအရာတွေကိုပြည့်ပြည့်စုံစုံရေးသားပြီးတော့ ပေးပို့ပေးကြဖို့မြတ်တမ်းရက်ခံပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် ခေတ္တစီစိတ်တဆွမ်းအားတူမီချိုးစားပြတ်တော်မီဖေရတီအောင်စုအတွက်အသက်သွေးပေးဆက်မီကောင်းကိုစီချမ်းရွက်ချမီစာနာကူညီပေးမှာထောက်ရလက်တွေ့မီရဲ့ရင်တွေတော့ပြီးပြီးတက်တီတဆာညီရန်သူအားနာယူမြချေမုံမြင့်ချမ်းမီမြင့်ချညာနဲ့ဆွဲချက်ကြည့်မီ ယုံကြည်သည်ဘာမတိဒီလိုမှာမွေးတဲ့အောင်စီသည်တိုက်ပွဲတိုင်းလေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီလက်သက်ပေးကြတရေကောင်းပေါင်းလို့သည်တမိုင်းကျူပေးစက်ပေးကြကတိပြုသင်စာသည်ဒီလိုလူလူအပေါင်းဤစံသာပြရမည် Señor, lo hago tú, sin ်ဆက်မီတာဝီကိုစီတန်ရွေးချမီစာရာကူကြီးပေးမတာရာလက်တွေနီရဲ့ရဲ့သွေးတော့ပြီးပြီးတက်တိသက်စာကြီးရန်သူအားနာယူမြာခြေမုံမြင့်ချင်နီမြန်ချင်ရတဲ့ဆွဲဖြက်စီကြီးရုံချီသည်ပါမတိဒီလူကမွေးတဲ့အောင်စ သည်အမိုက်ချွေပေးဆက်သေးချာကတိပြုသစ္စာတည်ဒီလူလူအပေါင်းဒီဆန္ဒပြရမည်နိုင်ငံတော်ကိုသူစစ်ချမည်